အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာလည်းဆရာကြီးမင်းလူရဲ့အော် sorry ပါဆရာကြီးနီကိုရဲ့နှလုံးသားပြန်သွားသည် ဆိုတော့ဝတ္ထုလေးရဲ့အပိုင်းလေးကိုဆက်လက်ဖတ်ကြပေးမှာပဲဖြစ်ပါတယ်နားထောင်ပေးကြပါအောင်နော်ခုံတိုင်းရှိကလေးပေါ်မှာထိုင်နေကြသည့်လူတွေအားလုံးရောကော်ရီတာတစ်လျှောက်လုံးမှာရပ်နေကြသည့်လူတွေအားလုံးရောအားလုံးသောမြတ်ဝန်းတို့သည်အခန်းတစ်ခန်းရှိတကားဝါတို့သာစုပြုံရင်ငေးကြည့်နေကြသည် ဘာဖြစ်လို့ငေးကြည့်နေကြမှန်းလဲသူလည်းမသိထိုခါမှမြင်ရသောအရာမှာဇပွဲကုန်တစ်ခုရှိပြီးထိုဇပွဲကုန်နောက်ရှိထိုင်ကုန်နှင့်ကိုအင်ကြီးဖြူအယောင်ဝတ်ထားသောဆရာတယောက်နှင့်အပြည့်အောင်66အင်ကြီးကိုဝတ်ထားပြီးထိုရောင်ကိုပင်အစာကလေးနှစ်စထောင်နေအောင်ခေါင်းမှာပတ်ထားသောဆရာမတယောက်ထိုင်၍စကားပြောနေသည်ကိုသာမြင်ရသည်အဲဒီနောက်မှာတော့လူတွေလှုပ်ရှားသွားလာနေတာကိုရိုးကနေရိတ်ခနေမြင်နေရသည်ဒေါ်တန်းတန်းထေး အောင်မြင်သောအောင်မြင်ကျယ်လောင်သောအတန်ကြီးကြောင့်အပေါအဝကိုကြည်နေကြသူတွေလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်တယောက်နဲ့တယောက်ရှောက်ကြည့်ကြသည်သူ့လူလူကိုလူလူဖြစ်နေကြသည်ဒေါ်တန်တန်ထိခေါနေမကြောက်လားဒေါ်တန်တန်ထိအသက်50ကျော်ကလူကြီးတယောက်ဖြစ်၏သူ့လက်မှာလည်းဆရာဝန်တွေဝတ်ထားသည်လက်အိတ်တွေပါရွတ်ထားသည်ဒေါ်တန်တန်လာပြီလာပါပြီလာပြီလာပြီ ဟာဗျာကို့နာမည်တော့ကိုသတိထားကြမှာပေါ့ဗျာဒီလောက်ခေါနေရမှုတ်သေးဘူးဟိုဘက်မှာသွားရပါဒီဘက်ကိုမပိတ်ပါနဲ့ဆိုဒုက္ခပါပဲဒီလောက်ပြောနေရတာအာပေါက်နေပြီဥထွန်းထွန်းဥထွန်းတော့ရှိ ရှိမနေနဲ့လာလာဝင်းဟာဖနှက်ကိုချုပ်ခဲ့လေဗျာဒုက္ခပဲဒီခန်းမှာတော့အတန်ကျဲဆုံးပုံကောင်မှာထိုးလူသားဖြစ်ဤလူတွေအားလုံးကသူ့မျက်နှာကိုမျှော်လင့်ကြည့်စွာဖြင့်ကြည်နေကြသည်သူ့မှာကြီးလာစွာသောအခွင့်အရေးကြီးရှိနေသည်ကို ုံစံမျိုးနဲ့သူ့နာကိုရောက်လာတော့ဆရာဝန်မကလေးများနဲ့ရေရဲမောမောစကားပြောနေသည်အေးလီတော်ကြီးအေးတော်ပုအခေါ်ခံရသူတွေထထသွားတိုင်းကြံသည့်လူတွေကအားကြသလိုအကြည့်မျိုးနဲ့ဝမ်းဝမ်းကြည့်ကြသည်သူ့လက်ရောက်ရင်ဖနှက်ချုပ်ဖို့နဲ့သူ့နာမည်ကိုနှစ်ခါခေါ်မခံရဖို့ကိုသူအထူးတတိထားနေသည်လူတွေရှေ့မှာအတန်ဝါကြီးနဲ့သူအော်မခံခြင်းမှာဦးနေပွန်မမခင်လုံး ဒုတိယနာမည်ခေါ်တန်းကြောင့်သူကြောင်သွားပြီးလှမ်းကြည့်လိုက်သည်နာမည်ခေါ်သူကလည်းသူ့ကိုလှမ်းကြည့်သည်မခင်လွန်သူ့နာမည်ကိုပဲမှားခေါ်နေရလားတကယ်ပဲမခင်လွန်ဆိုတာရှိသလားဆိုတော့သူမကွဲမပြားဖြစ်နေသည်သူမတည့်ရက်လိုက်သည်မခင်လွန်မခင်လွန်မရှိဘူးလားမခင်လွန်ဆိုတာဒီလောက်အောက်ခေါ်နေတာမှမကြားလေနာမည်တူရှိတယ်ဆိုတာမဖြစ်နိုင်တော့သူ့နာမည်ကိုမှားခေါ်နေတာပဲဖြစ်ရမည်ထို့ကြောင့်သူထိုင်နေမှထားပြီးအပေါက်ဝါသို့ရောက်သွားသည် မခင်လုံးဟာဒီပောက်ဝင်မှာမရက်ပါနဲ့ဆိုပြောရတာတေကုံနဲ့ကွာလေကုံနဲ့ကွာဟုတ်ပါဘူးကျွန်တော်နံမဲဟာစောင်းလဲရောင်ခေါ်မှာပေါ့ခက်တယ်ကွာစိတ်ကြခမရလဲရောင်ဂျင်းစီခေါ်မယ်ကြော်သွားကျွန်တော်ပြောချင်တာခင်လုံးဆိုတာကျွန်တော်ပါမင်းကလေးမဟုတ်ပါဘူးဘာပြောလဲဦးလေးခေါ်နေတဲ့မခင်လုံးဆိုတာကျွန်တော်ပါလို့ပြောနေတာမခင်လုံးဘာမှလဲမဟုတ်ပါဘူးကျွန်တော်နံမဲခင်လုံးမှာဦးလေးမှာခေါ်နေတာ တော်တော်ဆိတ်ရှိရှိထားပြီးရှင်းယူရတော့ကိစ္စဖြစ်၏လွယ်လွယ်ကလေးနဲ့နားလဲရခတ်တော့ကိစ္စတွေမှာထိုးကိစ္စလည်းပါသည်ဒီတော့တော့အဖေနဲ့အမေကိုရောအဖေကြီးဖြစ်သူကိုပါစိတ်ထဲကမကြေမနက်ဖြစ်ရသည်ဦးလေးရသူခေါနေသောစာကိုတိတိကျကျကြည့်တော့မှမောင်မမပါပဲခင်လုံးဟုရေးထားတာပဲတွေ့ရသည်ခင်လုံးဆိုတော့ငါလည်းမိန်းကလေးထင်တာပေါ့ကွာဒီမှာကိုမမမပါတာဟုတ်ပါတယ်ကဲကဲဒါဆိုဝင်ဝင် အားဟိတ်ကောင်ဖနှက်ချုံလေးကွာဒီလောက်ပြောရတာစိတ်ညစ်ပါတယ်တကယ်ပါတကယ် ဒေါ်လေးရှင်ဒေါ်လေးရှင်အခန်းထဲရောက်သွားတော့ပလတ်စတစ်ခုံကလေးနှစ်ခုံအနက်ကအပေါဝါနဲ့အနီးဆုံးခုံမှထိုင်ရသည်သူတို့ရှိမှခုနထိုင်ခဲ့သလိုခုံနှန်းကြီးတစ်ခုရှိပြီးပလတ်လန်ထားသောမိန်းမတစ်ယောက်ကိုဆရာမကြီးတစ်ယောက်ကဦးဆောင်ပြီးပါဇက်ထဲကိုဝိုင်းကြည့်နေကြသည်ကြည့်နေကြသည့်ဆရာဝန်တွေထဲမှာ အပြည့်အဝဆက်တွေနဲ့တစ်ဖွဲအဖြူအောင်လောင်းခုရှည်တွေနဲ့တအုပ်နှစ်အုပ်ဖြစ်၏ကောင်မလေးတွေတော်တော်များသည် နောက်တစ်ယောက် ဆီယမ်မခတ်တဲ့သေးတယောက်ကခေါ်သည်သူ့နဘေးကလူကြီးထသွားသည်။ "तू ကသူ့နေရာကိုထွက်ရွှေ့ရ၏။ခဏကြာတော့ तू လှည့်ရောက်လာသည်။"ပါဇက်ဟမီးချိန်ထိုဆီယမ်မနောက်မှာဝိုင်းအိုရက်နေကြသည့်ဆီယဝင်ကလေးများကမိကိုအလူရက်ချိန်ကြ၏။ထိုဆီယမ်မပိန်ပိန်ကလေးလက်ထဲသို့သွားကြည့်မှန်ဝိုင်းကလေးကဂျပန်ကင်တို့ဓာတ်ချောင်းကိုရောက်လာသည်။ဂျပန်သားတိုင်းကားတွေကဂျပန်မလေးတွေဒါတိုင်းဒါကင်ကျွမ်းကျင်သလိုထိုဆီယမ်မလေးကလည်းမှန်ကန်တော်လေးကိုကျွမ်းသည် က်ခနဲတစ်ချက်တွေးလိုက်ရပြီးနောက်သူ့ပစက်ထဲသို့မှန်ကရောက်နေနေပြီဖြစ်သည်သူ့ပစက်ထဲကသွားတွေကိုတိတိကျကျကြည့်ပြီးတော့ဆီယာမတော်တော်စိတ်ပြက်ဆီယာကောင်းသည့်မြင်ကွင်းကြီးကို တွေးလိုက်ရသလိုမျက်နာမသားမယာနှင့်ခေါင်းကိုခါသည်အင်းဘလို့ထမင်းစားနေတယ်လဲမသိဘူးဆီယာမစကားဆုံးတော့ဝိုင်းအောင်ကြည့်နေတော့နောက်မှအပြန်ရောင်းဝတ်ဆီယာမတွေပြုံးကြသည်ပဇက်ကာရီစီထတာပြုံးတာကိုဘယ်လိုလုပ်မြင်တယ်လဲဟူမေးရန်ရှိပါသည် ပဇက်ကကလေးများလှုပ်သွားခြင်းနှင့်မျက်လုံးကလေးများအယောင်တောက်သွားခြင်းဖြင့်သူတို့ပြုံးနာကိုတိပါသည်ထိုပြုံးသောသော မျက်လုံးများကိုလိုက်ကြည့်နေရင်ကျွန်တော်ထိတ်ခနဲလန့်သွားသည်ဟုတ်တယ်မျက်လုံးထိုမျက်လုံးများကိုကျွန်တော်မြင်မှုသည် ခုနမြင်နေရသော မျက်လုံးဆိုတာကျင်းနေပြောရသည်ကျွန်တော်ခုမြင်နေရသောမျက်လုံးသည်အခြားမျက်လုံးတွေလိုပြုံးမနေပါသူ့ကိုဆူဆူရဲရဲသာကြည့်နေပါသည်သူ့ကားပေါ်မှာအကြည့်ခံလိုက်ရသော မျက်လုံးဆိုတာကျင်းတည်လောင်းရသည် သူရင်တွေခုန်နေသည် သူ့ဆိုတာတေးကြသွားပြီ။ तू ကသွားကောလီကဆီယာမကလေးကိုဒါဆိုရင်ဒေစီနဲ့ဘာမှမဆိုင်တော့။ तू ကားကပေးခဲ့တာသွားပြီ။အင်းဘယ်ကနေဘယ်လိုစကားရမှန်းတော့မသိတော့ဟာဟာ။ဒီဆီယာမလေးကခန္ဓာကိုယ်ကလည်းသိစိတ်ကလည်းခန္ဓာကိုယ်လောက်ပဲရှိပုံရသည်။ကျွန်တော်ပါဇက်ကိုဟပီးလိုက်တော့ငုံကြည့်ကြတဲ့အထဲမှာသူ့ကိုလည်းတွေးရတော့ကျွန်တော်ရှက်ပြီးပါဇက်ကိုပိတ်ပစ်လိုက်သည်ဒါပေမဲ့ကျွန်တော်ပါဇက်ထဲမှာဆီယမရဲ့သွားကြည့်မှန်ကကြံ့မနေခဲ့ဆီယမအလောက်ထိလက်ကမြန်သည ကဲကိုတော့ဘလို့ဖြစ်တာလဲရောင်ပြီးပိတ်မိတာပါပါဇာတဲ့မှန်ထဲကြည့်တာဘာမှရောင်ကြမလို့ဟာဟာသွားသွားရရောက်ချင်တခြားမှကောင်းတော့မရှိဘူးအင်းဘာအစကရမှန်းတော့မသိဘူးကဲကဲဖိုင်နယ်တယောက်တော့နံပါတ်၈ကိုပဲ EL လေးထားတော့ရပြီဆီယမအမှန်ကိုထုတ်ပြီးမှန်နေမယ်သူ့ကိုထဖို့သွားဖို့ညွန်ပြ၏ဆီယမ၏နိမ့်ပြက်ကိုလှမ်းဖတ်တော့ ဒေါက်တာစန်းတီတာညို့ဟုတွေ့ရ၏ကျွန်တော်တို့ဆရာမကိုကင်တိုညို့ဟုစိတ်ထဲကနာမည်ပေးထားလိုက်သည်ဆရာမမှန်ကနောက်လူနာတယောက်ပါဇက်သေးသို့ဓာတ်ချောင်းလုံးဝင်သွားပြန်သည်ခုံကထလာပြီးဘယ်ဟုသွားပြီးဘာလို့ရမယ်မသိတော့သူ့ကိုဆရာမလေးတယောက်ကခေါ်သွားပြီးရိုးရိုးကတဲ့ပေါ်မှာအိတ်ခိုင်းပြီးသွေးပောင်ချိန်သည်ပြီးတော့အဖြစ်ကိုစိတ်အားထပ်သွားသွားကြည့်ပုံမှန်ပဲအဲ့ဒါဆိုဘာလို့ရမှာလဲဟင်သွားနှုတ်မှာပုံမှန်မဟုတ်ရင်နှုတ်တာပါပဲကဲကောင်းပါတယ်လို့ပဲပြောရမလို့ဖြစ်နေသည် ပရက်ရှာကတိုင်းတီဆီယာမလေးကအဟုတ်ခုံကိုသွားလေဟုဆိုသည် လူမရှိသည့်ခုံမှာဝင်လဲရင်ရင်းနေတဲ့ခုံချင်းနေသည်ကားပေါ်ဝါလိုခုံချင်းတူသည်ကားပေါ်ဝါသူကိုတွေ့လို့မဟုတ်ပါသွားနှုတ်သည်ဆိုရင်ထုံးစံအတိုင်းစေတိုးခံရမှာမို့လို့ဖြစ်ပါသည်ခဏကလေးကြတော့သူ့ရှိကိုတတ်တူပန်းကလေးလာချသည်မျောလင်းတကြီးနေကြည့်လိုက်တော့သူမှမဟုတ်ပါရုပ်ရှင်တွေကလိုမဖြစ်သည့်လောကကြီးကိုတော်တော်စိတ်နာသွားသည်သူ့နဘေးနာက ဆရာဝန်ကလက်အိတ်တွေဘာတွေတော့ဆွနေပြီဒါဆိုရင်ထိုဆရာဝန်နဲ့နှစ်ပါးသွားရတော့မှကျင်းတည်နေပြီဖြစ်သည်စိတ်ချင်းစိတ်ညစ်ညစ်နဲ့မောကြည့်တော့ဆရာဝန်ကလေးကပြုံးပြသည်သူကလည်းပြန်ပြုံးပြလိုက်ရ၏ဆရာဝန်ကလေးပုံစံကကိုရီးယားကားတွေမှာတွေ့ရတော့တော့မင်းသားနဲ့တူအောင် တမင်လောက်ထားပုံရသည်အသားကလည်းဖြူဖြူမြေကလည်းမပါမျက်ပေါက်ကလေးချင်းချင်းနဲ့ဆိုတော့ဒီပုံစံမျိုးဖြစ်နေသည်မဟုတ်လားပြီးတော့သပင်ကိုအဝါရောင်ဖက်ဖြော့ဆေးဆိုးထားပြီးအစကလေးတွေမတိမညက်ဖြစ်အောင် ညှက်ပြီးထောင်းထားသည်ဆရာဝန်ကလေးကလက်ကိုပြီးအောင်ဆွပြီးလက်ချောင်းတွေကိုကိုယ်ဆန့်လှုပ်ရှားကြည့်နေရင်ပြုံးပြပြန်သည် သူပြန်ပြုံးပြလိုက်ရ၏ကိုရီးယားဆရာဝန်ကလေးသည်ကိုရီးယားမင်းသားလေးတယောက်လိုပဲကြည့်လို့ကောင်းပါသည်အရင်တုန်းကလေသူသွားရပါတယ်နှုတ်ဘူးလားယင်မြတ်စွာဘုရားဆရာဝန်ကလေးတန်ကိုကြားရတော့သူတော်တော်လန့်သွားသည်ယောက်ျားလေးတန်နှင့်မိန်းကလေးလိုစကားပြောတတ်သောဆရာဝန်ကလေးပါလားသွားနှုတ်ဘူးလားလို့ဆိုအော်အင်းဟိုကလေဟိုရင်းမဘလို့ခွားမလဲ လွန်ခဲ့တဲ့တစ်နှစ်လုံးကတော့ခိုးဝပူပါတယ်။ဩကြာပြီနော်။ तू ကြောက်တတ်လားဟင်။သူ့မြတ်ဝန်အစချီပုံကသာကြောက်ဖို့ကောင်းပါသည်။မကြောက်ပါဘူး။တော်သေးရဲ့တိလား။ချို့ဆိုရင်လေတိတ်ဆိတ်ညစ်တာပဲတိလား။လူကိုအတင်းဖတ်လို့ဖတ်နဲ့။ तू စိတ်ကိုပုံမှန်ဖြစ်အောင်ရှော့ထားလိုက်သည်။ဆရာဝန်လေးဤ name plate ကိုဖတ်ကြည့်ဖို့လို့တော့ဆရာဝန်ကလေးပါဇက်ကမတက်ခင်။နောက်ဆုံးပြုံးပြပြန်သဖြင့်ပြန်ပြုံးပြရင်မျက်နှာလွှဲလိုက်ရသည်။ဟာနော်ဟားလိုက်အောင်။အင်းအင်းနံပါတ်၈ 哦ဟုတ်တာဗောနံပါတ်၈ကတော်တော်ပြက်စီနေပြီပဲ၊ကွဲလဲကွဲထနေတယ်။ဟာတာဟာအထဲမှာပိုးစားနေပြီဆိုတော့ကုလို့မရတော့နှုတ်လိုက်တာပဲကောင်းပါရဲ့နော်။ဆရာဝန်လေးကညင်ညင်တသာပြောသည်၊ယူယူရကင်တွေသည်။မျက်ဝန်းထဲမှာစိတ်ရှည်ခြင်း၊ကျင်နာခြင်းတို့ပြည့်စုံလျက်ရှိသည်။သူကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။ဆရာဝန်ကလေးကကြမ်းတိသွားတွေကိုလိုက်စစ်ကြည့်နေသည်။အင်းသူ့သွားတွေကလောကမှာတွေအများကြီးပဲနော်။သူ့လေးအချိန်ပေးပြီးလှုပ်လိုက်နော်။စိတ်ညစ်တာပဲ။လူကလေးကလှရတဲ့သားနဲ့သွားတွေကမကောင်း။ အချိန်ယူပြီးမှမှလုပ်လိုက်နော်ဟုတ်ပြီလားဟုတ်ကဲ့ပါဆရာအမ်ဟိုဟိုဆရာသူကလဲဆရာဝန်ကလေးချက်သွားပုံရသည်ဆရာမဟုခေါ်တော့မိမလို့ဖြစ်သွားတာကိုဆရာလေးတိသွားပုံရသည်အမလေးတယောက်လိုကျင်နာနေထွေးတော့အတန်ကြောင့်သူကြောင်သွားခြင်းဖြစ်သည်ငါနဲ့ဒီလောက်ဆရာဝန်မလေးတွေပေါ်တဲ့ထဲမှာမှကန့်ခေရသေးတယ်ဟုကိုကကန်ကိုကိုစိတ်ကူးရဲမှာတနက်နေ့လိုက်ပြနေလိုက်မိသည် သူခဏလေးနော်ပစ္စည်းတော့ထုတ်လိုက်အောင်မယ်နော်ဟုတ်ကဲ့ သူခုံမစင်မသွားနဲ့နော်ဟုတ်ကဲ့ပါဆရာလေးဒီသူ့နာမှာညင်သာနဲ့နောင်ဆိုပြန်ထောက်ခွာသွား၏သူ့စိတ်ထဲမှာတော့အမိဖော်ရေးမရတော့တမျိုးကြီးဆိုသည်ခံစားမှုကရောက်နေသည်စိတ်ကိုဖော့ထားပြီးဟိုဒီဒီတွင်းနေမိသည်ကားပေါ်မှာတွေ့တော့ကသူမကဒေစီနဲ့အတူရက်နေတာရဲ့လက်ထဲမှာပတ်စံကင်ထားတာရဲ့ကြောင့်ဒေစီတငယ်ချင်းဟုတ်ထင်ပြီးသူကားကပေးလိုက်မိခြင်းဖြစ်သည်သူ့ကိုသူမဘလို့ထင်သွားမလဲမသိ သူနဲ့ဒေဇီနှုတ်ဆက်တာကိုသူမကြားမှသိကြသည်။ယင်းဒီကောင်၊ဒီယင်းဒီကြောင်ကလည်းသိကြပါသည်။ဒီလိုဆိုရင်ဒေဇီတငယ်ချင်းထင်ပြီးသူကားကပေးခဲ့ကြောင်းထင်ရှားနေသည်မဟုတ်လား။အတွင်းနဲ့ဘေဘီလျှောက်ကြည့်တော့သူမကိုညာဘက်ခုံမှာတွားတွေ့ရသည်။သီလရှင်တစ်ပါးဤပါဇက်ထဲကိုကြိုးစားကြိုးစားပန်းစားအာတတရောဘာရီနဲ့ထိုးကုန်နေသည်မသိ။သူမတွားဆဲခုနေပုံကခောက်ဆွဲငတ်နေသည့်တရုတ်တယောက်ခောက်ဆွဲပကံကိုအားရပါးရတူနှချောင်းနဲ့ငုတ်စားနေပုံနဲ့တူသည် သူမကသူ့ကိုမမြင်မှတခြားလောက်တော့မောကြီးလိုက်စေချင်ပါသည်။သို့တော်သူမကအမှန်တရားအချုံတရားဖြင့်စ조사ပန်းစားတူဆော့ကော်ထုတ်နေစေ။သူကြောက်တက်လာရင်အသက်အောအောကိုနှဲ့ထားရသဖြင့်ဆရာလေးတန်သည်အပြားကြီးကြီး Lucky Fish တစ်ကောင်အမြီးဖျားနှဲ့ပြီးကူးခတ်သွားတော့ကိုမြင်ရသလိုဖြစ်နေသည်။ခမညာကြောက်တက်လာလို့ဆိုဟိုလေးထုံစေးထိုးရမှာမို့တိလား။အာရပါတယ်မကြောက်နဲ့နော်မနာအောင်ထိုးပြီးမှတိရလား။ ရပါတယ်ဆရာမအဲဟိုလေမျက်စောင်းတစ်ချက်ထိုးခံရ၏သို့သောနှာခမ်းနေရာပြုံးနေသဖြင့်တော်ပါသေးသည်တကယ်လို့သူ့ကိုထုံစေးထိုးမိသူတွားနှုတ်မိသူသူမသာဆိုရင်သို့သောသူမသည်သီလရှင်လေးပါးဆက်ထဲအရာကိုကော်လို့ထိုးလို့ကောင်းလို့မဖြစ်ဟာနော်ဟာလိုက်အဲဟုတ်ပြီအဲ့ဒီတိုင်းအဲ့ဒီတိုင်းထားလိုက်ဦးဟာအဲရပြီရပြီအဲ့ဒီတိုင်းလေးခဏဟုတ်ပြီထိုးမယ်နော်မနာဘူးဟုတ်ပြီစေးရထိုးပြီမနာဘူးနော်ခဏလေးပြီးတော့မယ် ဟုတ်ပြီအဲပြီးသွားပြီနာရာကတော့ပျက်စိတ်ကြိုက်တလို့သာရှိပါသည်သို့တော်ဘာကြောင့်မန်းတော်မသိသူအသက်ကိုအောင့်ထားမိသည်ခန္ဓာကိုယ်မှာရှိတဲ့အကျောကျင်တွေတောင့်ထားမိ၏အဖယ်လိုက်တော့မှအားလုံးကိုတတိယပဲလျှော့ချလိုက်မိသည်စိတ်ကမကြောက်ပါပဲစေထိုးအကြောင်းအလုံးလျောက်တုံ့ပြန်ခြင်းဖြစ်လိမ့်မည်ထင်သည်ဆရာဝန်လေးကသူ့ကိုမကြောက်အောင်ခလေးတယောက်ကိုပြောသလိုနှစ်ဘင်းသားကပြောနေတော့ရဲကျင်နေမိသည်နောက်တစ်ချက်ညာဘက်ကိုထိုးမယ်နော်ခုနလောက်မကြပါဘူးခဏလေးနော် မနာဘူးသေးလားဘာမှမကြောက်နဲ့သူပါဇက်ဟပေးလိုက်ပြီးဆရာဝန်ကလေးကဆေးထုတ်ပုံငုံကနေမှသူမကတစ်ချက်လှမ်းကြည့်တာကိုမြင်လိုက်ရသည်သို့တော်ဆက်ကံပိုင်းမြတာမြင်ရခြင်းဖြစ်ပါသည်သူ့ကိုငုံဆေးထိုးသောဆရာဝန်ကလေးကိုနှင့်ကြွယ်ရစ်သွားသောကြောင့်ဖြစ်သည်ဒုတိယကြိမ်ထိုးတော့ပြီးသွားပြီးမနာရမှုနောက်ဆိုသည်အတန်ကြာတော့မှဆေးထိုးပြီးမှန်သိရသည်သူစိတ်ကဆက်ကံပိုင်းသာမြင်ရသောသူ့မျက်ဝန်းကလေးကိုနှမျောမိနေသည်ဘာကိုမှမသိလိုက် နှမလောင်းနေထုံလာလိုက်မယ်တိလားဆရာဝန်ကလေးကနာယီကိုကြည့်ပြပြောသည်သူ့စိတ်ထဲမှာရှိသည့်အာယုံကထုံစည်းထိုးသားသောနေရာတွေမရှိပါတိလားရှင်ကလေးကိုတွားကုနေသောသူမထံတွင်သာရှိပါသည် သူမကတိလားရှင်လေးကိုဂုံးစားဖြင့်အသာထုတ်ပေးနေသည်ဂုံးစားမှာသွေးတွေပြေးလျက်ရှိသည်ပြီးတော့ရင်ငုံပြီးထွေးခိုင်းသည် ထုံလာပြီလားဟင်သတိကခန္ဓာကိုယ်ကိုပြန်ရောက်လာသည် သူငေးနေတာကိုမြင်သွားပြီးဟူသောအတွင်းနှင့်ရှက်ပြီးကောင်းကိုခါလိုက်သည်။ဆရာဝန်လေးကနာယီကိုပြန်ကြည့်ပြီးမကြည်မနှက်ဖြစ်နေသည်။ဒီတော့မှထုံစည်းထိုးထားသောသူ့သွားထံသို့အာယုံကိုပိုးလိုက်သည်။အခြားနေရာတွေထက်တော့ခက်ထူထူဖြစ်လာနေ၏။နည်းနည်းတော့ထူလာပြီဆရာ။ဟုတ်လားအမလီတော်ပါသေးရဲ့စိတ်ကိုညှက်သွားတာပဲသိလား။တနေ့ကလူနာမှဆိုးတာထုံစည်းကိုသုံးလုံးအောင်ရသိလား။သိတ်ဆိုးတာပဲ။သူက ထောင်စီသုံးလုံးထိုးရလို့ခုံယူနေသေးရဲ့တိတ်ဆိတ်ကျင်တာပဲအမလေးသူကလေအရက်သမားတဲ့ဆရာဝန်ကလေးကမျက်လုံးကလေးတောင်းကမိကလေးရှေ့ထိုးကရင်ဘက်ကိုလက်နှင်ဖျင်းပြောသည်သူတော်တော်ကြောက်သွားတာဖြစ်လိမ့်မည်ဆရာဝန်ကလေးကအနာယူကိုထတ်ကြည့်ပြန်သည်ပြီးတော့ခြုံသောကရိယာတစ်ခုကိုကောက်ယူ၍သူ့ကိုပါဇက်ဟခိုင်းသည်နားရဲဆိုရင်လက်ထောင်လိုက်နော်သူဘာမှမပြောတော့ပဲခေါင်းကိုနှိမ်ပြလိုက်သည် ထိုစကားကိုပြောရင်ဆရာဆရာမများကတင်ထားလင်တော့မားသည်ဟုသူပြောခြင်းသည်ခန္ဓာကိုယ်သည်နာကျင်သောဝေဒနာကိုတုံ့ပြန်သည့်နေရာတွင်အများဆုံးဖြစ်သည်နာကျင်သည့်ခံစားမှုကိုတခြားလုံးတစ်လုံး၏အချို့ဆုံးစက္ကန့်ကိုဆွဲဆန့်သလိုဘယ်သူမှဆွဲဆန့်နိုင်မည်မဟုတ်ချက်ချင်းတုံ့ပြန်မှာပဲဖြစ်သည် ဖြစ်နိုင်ခြေရှိသည်ကတော့ အာဂရင်းတဲ့သို့ထိုးနေကောနေတော့ဦးကောင်းကိုတအားယုံကန်လိုက်နေမလို့အပ်သောနေရာများကိုထိခိုက်မိမှာဆိုရင်တော့ကြောင့်ထိုးတို့တတိပေးချဟန်တူ၏ကို့ဆရာတို့ပဲစဉ်းစားကြည့်ဆရာဝန်ကသူ့လက်နဲ့ကရိယာတွေနဲ့ထိုးမိကျွန်တော်ကနာသွားမိထိုးခါကျွန်တော်ကလက်ညှိုးထောင်ရမိကျွန်တော်သွားတွေကိုပဲစိုက်ကြည့်နေတော့ဆရာဝန်ကကျွန်တော်လက်ညှိုးမမြုပ်ဆိုရင်ဘလိုလုပ်ပြရမည်နည်းလက်ညှိုးတွေကိုကွေးပြဆန့်ပြရမည်လားဒါမှမဟုတ်နောက်လက်တစ်ဖက်နဲ့ထိုးလက်ညှိုးထိုးပြရမည်လား တော်တော်ကလေးကျွတ်စကီးပြမိကိစ္စဖြစ်သည်သူထုံလာပြီလားယင် သူတွေးချင်ရတွေးနေမိတဲ့ဖြင့်ဆောင်းဝဲကလေးမေးမှတရိယာသည်သူ့ဘယ်ဘက်ပါသည်ထူပြီးအကြီးကြီးဖြစ်နေသည်ဟုစိတ်ထဲကခံစားလိုက်ရ၏ထို့ကြောင့်သူကောင်းကြီးပြလိုက်သည်ဟာဟာနည်းနည်းကလေးဟားလိုက်အောင်ဟုတ်ပြီဆောင်းဝဲကလေးကဝေါ့ဥလဲလို့ကရိယာဖြင့်သူ့သားကိုထိုးပြီးကော်သည်နားလိုက်ယင်သူကောင်းကိုခါပြလိုက်သည်ဆောင်းဝဲကလေးကသူကရိယာကိုမမြင်ဘူးသူ့လိုသူပြကြည့်ကား ဇက်ကိုပြန်ဟခိုင်းမီထိုးကိုပြန်သည်ကျင်နာတတ်သောတနာတတ်သောစိတ်ထားနုညံ့သောဆောင်းဝကလေးမှာလက်မရဲတရဲဖြစ်နေကြောင်းသူသိသည်လေးငါးကြိမ်ထိုးကိုပြီးတော့ပြန်ထုတ်ပြီးသူ့ကောင်ကိုရမ်းနေသည် သူလည်းအတက်အောင်ထားတာကိုဖြုတ်လိုက်ရသည်သူ့တော့ဘေးဘက်ကကွဲထွက်နေတာပဲထွက်သွားရင်ခွဲထုတ်ရမှာဒုက္ခပဲသိစိတ်ညစ်တာပဲဟုတ်တယ်ဆောင်းဝကလေးကခေါင်းကိုခါရင်ပြောသည် သူ့ဘယ်ဘက်အပေါ်အံသွား သူတို့ခေါ်နံပါတ်၈သည်ပေါက်လာကလေးကဘေးပွင့်ထွက်နေတာအမှန်ပဲဖြစ်သည် ခွဲထုတ်ပြရမယ်ဆိုသဖြင့်သူနည်းနည်းလန့်သွား၏ဟားလိုက်အောင်နော်ခေါင်းပေါ်နည်းနည်းလေးတိုးလိုက်နော်အော်အဲဟုတ်ပြီဟုတ်ပြီမနာအောင်နော်တည်လားမကြောက်နဲ့ဆရာဝန်ကလေးကကောက်ကင်ထားသောပလာယာကိုပြန်ကြည့်၍သူ့ကိုပြောခြင်းဖြစ်သည်သူလည်းဒီတစ်ခါတော့နည်းနည်းဖြုံသွားသည်ဒါပေမဲ့ဂရင်ဘောကထွက်ပြေးလို့မမရတော့ပါဇက်ကိုဟပေးရပြန်သည် ဒီတခါအသက်အောက်မီလက်သေးကိုစုပ်ထားမိုံတင်မဟုတ်ပါရှင်မနဲ့နဲ့တုံကြလာသည်ပလာယာနဲ့ဆွဲနေပုံရသည်ဘာဝေဒနာမှမခံစားရတော့လဲစိတ်ထဲကတိနေသဖြင့်မျက်စိရဲ့မြင်ကြည့်ရင်ရင်တုံနေမိသည်ဒုက္ခပဲမင်းရဘူးပဲထွက်သွားပြက်တနာတက်မှာဆရာဝန်ကလေးမျက်နှာချွေးနေနေဆိုးနေသည်ပလာယာကိုကာရဲ့ကြီးနဲ့ထွက်သွားသည် သူသူ့ဘာသာရင်ကုန်ပြီးပြုတ်ကျင်းလိုက်သည်တွေးရပါရတော့မပါပါသူ့တော်ကို လက်ဖြင့်ကင်ကြီးကျင်လာသည်သို့တော်ဆီယမတာဆန်ပြောသလိုသူ့လက်ကပိုမတက်သည်တဖြင့်မကင်တော့ဆီယဝန်ကလေးပြန်ရောက်လာသည် သူ့ရင်အကြီးကျယ်ခုံသွားသည်ဆီယဝန်ကလေးနှင့်တူပါလာသောဆီယဝန်နှစ်ယောက်ထဲမှသူမကိုတွေးလိုက်သောကြောင့်ဖြစ်၏သူမကပါဇက်ကအစိမ်းအောင်ကလေးကိုမေးအောင်တို့ချထားသည် သူရင်ရင်ကြီးကြီးတစ်ချက်ငေးလိုက်ပါသည်သူ့ကို သူမပြန်ကြည့်တော့အကြီးကလူနာကြည့်ရိုးရိုးပင်ဖြစ်သည်ထိုအကြီးမျိုးဆီယဝန်ဆီယမများရင်သာတွေ့ရလေးရှိပါသည်ဆွဲတော့မှာလား ပြာပလာပလာယာ focus နဲ့ဆွဲတော့နာလားလို့မေးတာသိတော့မသိလောက်အင်းဟပါအောင်နောက်ရောက်လာသည့်ဆရာနှစ်ယောက်နဲ့ဆရာဝန်ကမေးခြင်းဖြစ်သည်ထိုဆရာဝန်ကအပြာအောင်ဝတ်ထားခြင်းမဟုတ်အဖြူအောင်ကိုယ်အင်ကြီးကိုဝတ်ထားခြင်းဖြစ်သည်သူမကတော့ပစ္စည်းတင်ခုံပေါ်မှာတင်ထားသည့်သူ့ဆောင်ကိုမျက်မှောင်ကျွေးဖက်နေသည်သူဟထားသောပါဇက်ထဲကိုပလာယာလိုပစ္စည်းဖြင့်ဆွဲကြပြန်သည်သူ့ကိုပါဇက်ကြဲကြဲဝိုင်းဟခိုင်းကြသည် ပြီးတော့လက်လျှော့လိုက်ကြပြည်။သူမကသူ့နာကိုကတ်လာ၏။မိကိုပြင်ပြင်ချိန်သည်မှန်ကိုပါဇက်ထဲထိုးသည်။သူ့တော်ကိုအသေးချာကြည့်သည်။ပါဇက်ကကလေးတက်မထားသဖြင့်တည်တည်ရှာငုံကြည့်တော့သူမ၏အသက်ရှူထုတ်သည့်လူနေနေကလေးကိုသူ့ပါပြပေါ်မှာခံစားရသည်။သူ့လောကကိုမေ့သွားသည်။စိတ်မလုံးသဖြင့်မျက်စိကိုမှိတ်ထားလိုက်မိသည်။ထိုစက္ကန့်များသည်သူ့အတွက်တော့တခြားလုံးတစ်လုံး၏အချို့သောစက္ကန့်များဖြစ်ပါသည်။ ုဇက်ထဲကမှန်ကိုအထုတ်ခံလိုက်ရတော့သူ့ရင်ထဲဟာသွားသည်သူမကဒုတိယချင်းသူ့ကိုစ조사တော့ဆရာဝန်ကလေးနဲ့တချက်တိုင်းမင်းသည်ကျွန်တော်မူလဆရာဝန်ကလေးကတော့ကလေကလေဖြစ်နေတော့သူ့မျိုးဝင်များကိုအစွမ်းကုန်ပြုရထားလေသည်ပြီးတော့၃ယောက်ခိုင်းညီလိုက်ကြပြီးသူမနဲ့ဆရာဝန်သက်ထွက်သွားကြသည်သူ့ရင်ထဲမှာတမျိုးကြီးဖြစ်သွားသည်သူမနဲ့အဲ့ဒီဆရာဝန်လေးနဲ့ကမဖြစ်နိုင်ဟုအတင်းတွေးလိုက်သည်လုံဖို့ကိုင်းမဲ့ပဲဖြစ်ရမည် ဆရာဝန်ချင်းဆိုတာဒီလိုပဲပေါ့ဟုတ်သူကိုယ်သူအားပေးသည်ပြီးတော့ကိုနှဖူးကိုခုနကပလက်ရာနဲ့ထူပြတိုက်ချင်စိပောက်သွားသည် သူမဤနိမ့်ပိတ်ကိုမကြည့်လိုက်ရသူမနာမည်ကိုမသိရသည်ဒီတစ်ခါလာရင်တော့ကြည့်ပြအောင်ကြည့်ဖို့စိတ်ကူးနေတော့ဟာသူလှည့်ကြည့်တော့ဆရာမကင်တိုညိုမှတ်အဝိုင်းကပါဇက်ရှိ ရောက်နေပြီပါဇက်ဟာရဲ့အာယူရောမရှိသေးသည်မှန်ဝိုင်းလေးကပါဇက်ထဲရောက်သွားပြီတဖုံးတော့ရှောက်မှနံပါတ်၈တို့ရောက်သွားသည်မိချင်း သူမရောသူဆရာဝန်ကလေးပါကမန်ကရန်မိချိန်လိုက်ကြသည်သူနိမ့်ဘက်ကိုကြည့်ဖို့ကြိုးစားပါသည်သို့တော်မျက်စိပေါ်ကျနေသောမီးအောင်စုစုကြောင့်ဘာကုန်းမှမမြင်ရခေါင်းညင်ညင်ထားပါအဲလီဗေးတာအရှိကြီးပါလားရှင်နေတော့ဘယ်အားရှိမှာလဲအတူသွားဦးစမ်းမြင်းမြန်းသူဆရာဝန်ကလေးတတ်တတ်နွဲ့နွဲ့ထွက်သွား၏ကင်းလို့ဆရာမကသူ့သွားကိုပဲပြန်ညာပြန်ကြည့်ပြီးနှာခေါင်းအောင်ရှုပ်နေသည်နိမ့်ဘက်ကိုလှမ်းကြည့်တော့မီးရောက်ဖြင့်နိမ့်ဘက်ကသာသည်တစ်ဖြက်ဖြက်လှမ်းနေသည်ဖြင့်ဘာစာလုံးကိုမှမမြင်ရ ဒါကိုတွေ့သောဟန်သူ့တို့သူမကဝတ်ထားသောအပြာရောင်ဝတ်စုံကိုအောက်သို့ဆွဲကြလိုက်သည်ဖြစ်နိုင်ရင်သူ့မျက်နှာကိုမေးရုံးမှမဖြုတ်၍ဆရာမထံပေးထားခဲ့ပြီးထောက်ထပ်ပြေးသွားခြင်းမသည်အဲ့ဒီလိုမဟုတ်ဘူးဟုစိတ်ကူးထဲမှာသူ့တောင်အကျယ်ဆုံးဖြစ်အောင်အော်ချပြလိုက်သည်သူ့မျက်လုံးနှလုံးကိုစိတ်ကူးထဲမှာကြက်ကင်ကင်သလိုကင်ပြလိုက်သည်ဟာမိချိန်မှာသူ့မျက်လုံးကိုမှိတ်ထားလိုက်သည်ဘာတွေလုပ်နေလဲဆိုတော့ကိုမမြင်ချင်းတော့ အဲ့ဒီလိုမဟုတ်ပါဘူးဗျာကျွန်တော်မိန်းကလေးတယောက်ကိုစိတ်ဝင်စားရင်နာမည်ရင်သိကျင်တဲ့ခက်ဟောင်းဟောင်းလူတယောက်မျိုးပါဖျားဆိုပြီးအမေရိကန်ဗီဇာမဲနိုင်ရင်မပေါက်ပါစေနဲ့ကျွန်တော်နာမည်ဝဲဖတ်တာပါဖြစ်နိုင်ရင်တော့ဒီထက်ဆိုတာကိုချိန်ကျင်သေးသည်သို့တော့ချိန်လေးချိန်ထားမရှိတော့ဒီလောက်ပဲချိန်နိုင်သည်ထို့ချိန်နဲ့သူ့ပစက်ထဲမှာနှင့်ကနေချက်ဖြစ်သွား၏ရပြီရပြီသူ့မျက်စိဖွင့်တော့ဆီယာမကင်လိုညောအဝတ်ကလည်းအတူကိုချပြီးပလာရလိုပစ္စည်းကိုကောက်ယူပါဟဟပြီးပြီဟုဆို၏ သူပါဇက်ကိုဟပေးလိုက်သည်ပျက်စီးထိပ်ရာမှသူ့အန်သွားနံပါတ်၈ကပါလာသည်ပွင့်ထွက်နေသည့်တချမ်းထဲမှာပိုးစားထားတာမဲတူနေသည်ဆီယာမားကလင်မန်းထဲကိုပြစ်ထဲတော့သူမကောက်ပြီးညှက်နေကြည့်နေသည် သူရှက်ပြီးခေါင်းငိမ့်လိုက်သည်သွားကတော်တော်ကိုအချိန်နေဆိုးနေတဲ့ဖြစ်သူမကိုမကြည့်စေချင်ပါဆ ्याम ကင်တို့ညကသူ့ကိုတစ်ချက်ကြည့်ပြီးနှာခေါင်းကိုရှုံသည်ဟုသူထင်သည်ပြီးတော့နေဆ ्याम ကင်တို့ညကပြုံးသည် အမှန်တော့ဆ ्याम သည်မျက်နှာချိုးပါသည်လူကောင်းကလေးကလည်းသေးပါသည် သူပေမဲ့လက်ဖြံရိုးတွေကတော့တကယ်တမ်းမာပြီးအားပြည့်ရှိပုံရသည်ပြီးတော့မင်းကညှပြီးဆွဲနေရကို အတုံနဲ့ထောက်ပြီးအားနဲ့ဆွဲမှာပေါ့ဘာညာစရာရှိနေလို့လဲဟုတ်ပြီလားဟုတ်ကဲ့ချေဤတို့ရက်ဆက်သောနှလုံးသားလည်းရှိလေသည်တောအုပ်ပြောင်းသွားမလားဗျာဒီတောအုပ်ပြောင်းသွားမလားမေးတာအော်အာလုတ်ချင်းလိုက်အောင်ကျင်းလိုက်အောင်သူအာလုတ်ချင်းနေတော့သူမဆက်ရှင်ပြနေသည် တချို့ကကိုသွားကိုပြန်သွားပြီးယူသွားလိမ့်ရှိတယ်။ဒီသွားအနှုတ်ခံရတဲ့သူပဲပိုင်တာလေ။ကျမတို့ကပိုင်တာမဟုတ်။ဒါကြောင့်မို့မိတာပါ။အော်ကျွန်တော်မယူပါဘူး။ထုံစည်းကထုံကောင်းစဲမှုစကားပြောတာဒီမျိုးကြီးဖြစ်နေသည်။သူမသွားကိုဗန်းနဲ့ပြန်ထည့်သည်။ဆရာကလေးကဂုံစောက်ကိုလုံးပြီးသူ့ကိုပေးသည်။နှုတ်တဲ့နေရာမှာဖိပြီးနိုင်ဝါလာကြိုက်တာနော်သိလား။ရေခဲကတ်တာတို့ရေနွေးငူနာတို့မလုပ်အောင်နော်။တနအိတော့ကြိုက်ထားလို့မှသွေးမသိရင်ဆေးုံပြန်လာရမယ်လက်တွေပိုင်းနဲ့မကန်ရအောင်နော် ဟုတ်ကဲ့ပါ။ဆရာဝန်ကလေးကစကားပြောနေတဲ့ဖြင့်မျက်နှာကိုဆရာဝန်ကလေးထံပေးထားရ၏။စကားဆုံးသည့်နေ့စိုးရင်တကြီးချက်ချင်းလှဲကြည့်တော့သူမကလှဲထွက်မှကြားဆိုတဲ့စကားလုံးကိုသာလှမ်းမြင်လိုက်သည်။ဟုတ်ကောဟုတ်ရဲ့လားသဝေသဝါဖြစ်သွားသည်။ဒီစကားလုံးများကတွေ့ရခဲ့သည် KYAR ဆိုတော့ကြာပေါ့။သူမနာမည်မှာကြာပန်းလို့တခုခုတော့ပါသည်။ပါဟန်တူသည်ကြာပြူကြာသွဲအဲ့ဒါမျိုးတခုခုဖြစ်နိုင်သည်။ မကြာဟုစိတ်ထဲမှာခေါ်ကြည့်တော့သဘောရမ်းကြသွားသည်ဟုတ်တယ်မကြာဩပြောပြဖို့မင်းနေသည်သူ့ကိုသွားနှုတ်ပေးတော့ဆရာဝန်အစ်စ်ကလေးနဲ့မယ်ကသူရရင်ရင်ဖြစ်ပါသည်အားလုံးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်နေ့မှလည်းအပိုင်းငါးကိုဆက်လက်ဖတ်ပြပေးဦးမှာမို့လို့ဆက်ဆက်နားထောင်ပေးကြပါဦးနော် အားလုံးပဲတတ်တာ